ွင်းမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေလို့ကျမနှွေတွေကဥစွာနောက်ဆက်ပါရစေရှင်။အပစင်စီဂျေပလက်ဖောင်းရဲ့ယာသစာပေအစီအစဉ်တစ်ခုဖြစ်တဲ့စနေညရဲ့စာသေးတဲ့အစီအစဉ်လေးကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်အတွက်ရွေးချယ်ထားတာကတော့စာရေးဆရာပုပ်ပုပ်တန်းစင်ရဲ့လုံဤမောင်လေးလို့ဆိုတဲ့ဝတ္ထုတော်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရစေ။ဒီဝတ္ထုလေးတွင်နေပူမူရမရှောင်း လမ်းမပေါ်တွင် ရှေးဦးတရာလျှောက်သွားနေသည်မိမိပြို့လေးတဦးပါဝင်သည်အမောကမပါအဝိပလနေပါလမ်းလျှောက်သွားနေသည်မိမိပြို့လေးအတွေ့အကြုံတွင် အပိုင်းအစာများစွာဖွာလန်းကျဲသွားသည်မောင်ဖြစ်သူ၏ပုံရိပ်မျက်နှာပုံဖော်ရခက်ခဲသည်မိခင်ဖြစ်သူ၏ပုံရိပ်တို့သည် အစင်တဆိုင်စုံမောနေသည်ဒီလိုအကြောင်းအရာများသည်ဘလို့ဖြစ်ရတွေကြောင့်ဖြစ်ပျက်ခဲ့သည်ကိုဒီဝတ္ထုတွေတွင် နားဆင်ရပါမည်။လုံဤမောင်လေးအပူပင်ကင်းတဲ့ကလေးဘဝကိုကြံ့ရခြင်းတို့များနဲ့လုံတို့တဘောတာမတိုက်ဆိုင်ခဲ့သည်မှာချာမြင်ခဲ့ပြီ။လုံတွင် ရခင်ကလို အပူပင်ကင်းမဲ့မှုများမရှိတော့အပျော်တို့သည် လုံဘဝတွင်စိတ်တုံးခဲ့လေပြီ။လုံတို့တွင် အပူတွေဖြစ်နေ၏။သူတစ်ပါးကိုလောင်မြိုက်တတ်သောအပူများတော့မဟုတ်။လုံတို့သည် အပူတွေစုထည့်ထားသော ဖန်တဘူကလေးတစ်လုံးနဲ့တူသည် သူတစ်ပါးကိုနှွေးထွေးမှုများပေးနိုင်ရန်အတွက်အပူရီကိုရိုင်းဆူလောင်ထားရ၏ကုတ်ထန်ကအပူများသူတစ်ပါးထံဈေးဝင်သွားတိုင်းနှွေးထွေးမှုများအဖြစ်အသွင်ပြောင်းအောင်လုံလို့ပေါ်ဆောင်ကြရ၏ဒါကိုပင်ပြည်သူကာကွယ်ရေးတပ်ဟုလုံကားတော့အနက်ဖွဲ့မှ၏တုံးပင်လောင်မြင်သောဗန်းမုံကြီးရောက်တွင် မောင်လေးသည်လဲလျောင်းငြိမ်သက်နေသည်မောင်လေးကိုချစ်ခင်ကြောင့် မောင်လေးကိုနှမြောတသားကြသောပြည်သူများနှင့်မောင်လေး၏ရဲဘော်များသည်ရင်းမပုံရက်တော်ကရှက်သော လွမ်းသူဘန်းဝင်များကိုအထက်ထက်ဆန်ရက်ငင်းဤဆက်များဖြင့်မောင်လေးကိုနှုတ်ဆက်ကြ၏လုံလင်းတဲဥပြမြငိုပါ၏တရားများကြောင့်မြုံမဲနေသော မောင်လေး၏မျက်နှာကိုနှင်းစီတပြေအောင်မန်းတွေဖြင့်ဝေနေအောင်ဖွက်ကွယ်လွှမ်းဖုံးထား၏လုံတို့မောင်လေးသည်ကြော်ခိုင်းလျက် ပန်မဲဖို့ဖို့လမ်းမဲတို့တို့လှုပ်ချင်အောင်လှုပ်ဆန်းဆိုသောဟန်ဖြင့်အေးခေါင်းတလားတွင် မောင်လေးသည်ငြိမ်သက်နေသည်ကုံမြင့်မြင့်ထက်တွင် လေထန်လွန်သည်ရွက်ကြွေတို့သည်လေနှင့်အတူလူနေကြ၏လုံဤစိတ်တို့သည်ညှုံနှံပိန်ချုံနေသည်ပြီးတော့လုံစိတ်တို့သည်လောဟာနေသည် ထမင်းမစားမိတာဘယ်နဲ့ရလဲလုံမသိရေမချုံမိတာဘယ်နဲ့ရလဲလုံမသိ ပြီးတော့မအိတ်ဆမ်းမိတာရောဘယ်နည်းရှိပြီလဲလုံမသိ။လောင်အတိတွင်အချောင်းရရအပြည့်ပဲ့တွေသည်ယော်ထွေးနေသည်လော့ဟာနေသည်အိမ်မက်နှင့်လက်တွေကိုယော်ယော်နေသည်မရှိကိုအရှိ အရှိကိုမရှိထင်ပြီးစိတ်ကစင်ကလေးအောင်ဖြစ်နေသည်။တောကများကိုထုတ်ပိုးလျက်လုံရက်နေမိ၏။ထိုတောကများကိုမြေတွင်ဖြန့်ခင်၍ရောင်းချရသော နေရာတစ်နေရာဘယ်မှရှိသနည်း ခြုံနေရတွင်တောကအပူအဆူဆူကိုရောင်ချသွင်မှမေးပြောက်ပြစ်ချင်ပါ၏ရဲဘော်အောင်ကုန်မင်းတင်တော်လူရခီတို့လက်လက်စွာချီနာမှုကင်းစွာဖြင့်သွားနိုင်ပါပြီကြံရှိနေသောတော်လိုင်းခီချံကိုကျွန်ုပ်တို့လုံလအပြည့်ဖြင့်ရှောက်လန်းပါမည်တင်ကားတော့တာဝန်ကျေပြီမို့စိတ်ငြိမ်စွာအနာယူနိုင်ပါပြီအမိတ်ပြန်နှန်းသည် အတိတ်လမ်းကိုပြန်လွှမ်းစေသည်ဒီအမိတ်ပြန်သောကုံကလေးရှိတဲကလေးတွင်လုံလုံမနမအတူတူအိပ်ပူကြသည်ဒီအမိတ်ပြန်သောကုံကမှုတွင် လုံလုံအတူတူသစ္စာဆိုဖို့သည်ဤကုံကလေးတွင် လုံလုံမျောလင်းချက်တွင်ထားခဲ့ကြသည် လုံလုံရဲဘော်ရဲဘက်အချင်းချင်းကြားနားလည်မှုများချစ်ခင်မှုများတိဆောက်ကြကုံရိတ်သာအခုတော့ဒီနေရာတွင်ခြေချော်လဲကဘဝဆွန်ခဲ့ရသည့်မောင်လေးအတွက် လုံသည်မြေကြီးတစ်စက်စံမင်းကမွေးရပါမျက်လုံးတစ်ဖက်မကောင်းသူမို့ခြေတန်းဆိုတာတော့မစင်စားနဲ့ပေါ့ထို့သူပြောစင်က မောင်လေးသည်ခီးရှိကြီးကနေပြေလာရသူဤမောပန်းခုမျိုးဖြင့်နွမ်းနှင့်ခြေမွသွားခဲ့၏တပင်းရှိကြီးတစ်ချက်ကိုလည်းအလင်းမြန်ကတော်ကမျောချလိုက်၏တော်လန်ကြီးအပေါ်တွင် သူဤထက်တန်မှုများသည်ဘယ်အရာနှင့်မှပိတ်တားစီပေမရသို့သောဆုံးဖြတ်ချက်က အကောင်းပကတိဖြစ်နေသောဘဲဘဲမျက်လုံးတွင်တလက်လက်ပေါ်လာ၏လူကြီးတွေအကြကြီးငြိမ်သက်သွားကြသည်မောင်လေး၏ထက်သန်မှုကို လူကြီးတို့သည်အသိအမှတ်ပြုတော်လဲသူ၏အားနည်းချက်ကြောင့်အများကြီးစဉ်းစားရသည်ဆို၏ဇာကာလဥပဒေများတွင် ကိုလက်အင်က ချုပ်ရင်းသူများသည်စစ်မြေပြင်သို့လိုက်ခွင့်မရှိထိုအချက်ကြောင့်ပင်လူကြီးတို့သည်အင်တင်တင်ဖြစ်ကြရသည်မွေးရပါချုပ်ရင်းနေသောမျက်လုံးတစ်ဖက်ကို လက်ဖြင့်အုပ်ကန်၍မောင်လေးရှာ၏သိတယ်မျက်လုံးတစ်ဖက်မကောင်းတော့ကျွန်တော်သိပါတယ်ဒီမျက်စိကြောင့်ပဲတချို့အဖွဲ့တွေကလောင်မြောင်ကြတာလဲကျွန်တော်ကြားတယ်ဒါပေမဲ့ဒါကကျွန်တော်ရဲ့ဖြစ်တည်မှုလေကျွန်တော်ရဲ့ဖြစ်တည်မှုလက်မခံတာကကျွန်တော်ရဲ့တော်လန်ရေးနဲ့တော်လန်ရေးပေါ်ထားတဲ့ခံယူချက်ကိုလက်မခံတာနဲ့အတူတူပေါ့ညလုံးတစ်ဖက်အားနေတာနဲ့ပဲတော်လန်ရေးကနေကျွန်တော်သိဖယ်သွားရမလားသူအားနေတဲ့ညလုံးကို ချိန်ဆလျက် မောင်လေးသည်မချစ်တင်ငယ်ဆိုတော့လူကြီးတို့အားလုံးစိတ်မကောင်းကြအားနဲ့ချက်ကိုထိုးနှက်တာမဟုတ်ကြဘလို့ရှင်းပြကြ၏နောက်ဆုံးတော့အားလုံး၏ပုံတဘောတူညီချက်အရမောင်လေးအားထုတ်လို့ရဌာနတွင်တာဝန်ပေးလိုက်ကြသည်ရှင်းရန်လိုက်မှတိုက်ပွဲမဟုတ် ရှင်းရန်လိုက်မှဒေါ်လာရေးမဟုတ် နောက်တန်းတွင်ထမင်းချက်သေးကနေစခန်းတွင်တန်ရှင်းရေလှုပ်ခြင်းအထိတော်လိုင်းဖြစ်ကြောင်းရှင်းပြရ၏စခန်းအတွက်ရေခက်ခြင်း ထင်ခွဲခြင်းသည်လည်းတော်လန်ရေးမို့ကိုကြရာတာဝန်ကိုကို ပြည့်ရထားသောတာဝန်ကိုခြေဝန်စွာထမ်းခြင်းသည်တော်လန်ရေးဖြစ်သည်ဟုရဲဘော်အားလုံးကိုရှင်းပြရ၏ရှေ့တန်းသွားရတဲ့ရဲဘော်တွေကလည်းငါတိုက်ခိုက်ရေးကဆိုပြီးနောက်တန်းကရဲဘော်တွေကိုကပြက်ကချော်မဆက်ဆံနဲ့ထို့အတူ နောက်တန်းကရဲဘော်တွေကလည်းရှေ့မလိုက်ရလို့ဆိုပြီးမသိငယ်နဲ့တော်လန်ရေးဆိုတာကဟန်ချင်းညီညီပူပေါင်းကြရတာမို့ထမင်းချက်ကျွေးသူလည်းရှိပါမှာရေခက်ဘေးသူလည်းရှိပါမှာ ရမောင်ဝင်ရှာပေးသူလည်းရှိပါမှာအဲ့လိုမဟုတ်ပဲအကုန်ရှင်းရင်သွားကျင်နေနောက်ကဘသူပန်မိုးပေးမလဲအညာမိုးသည်တစိမ့်စိမ့်ချင်းစိတ်ညစ်လောက်အောင်ပဲဆွေနေတော့သည်နှစ်ရွယ်ညာဝင်ပြလျက်ဂျိန်ကနေမိုးတိန်ချိန်တိုင်းအိမ်ဟာထက်တွင်နှိမ့်ဆက်နေလိုက်ချင်းမိုးဒစ်စိုးစိုးတစည်းစည်းကြာမရှင်သွားလာရသည်ကကျင်းစရာကောင်းလာ၏ပြင်းပြင်းပြင်းလာတော့လဲ ကောင်းလည်းရသမားဆိုဒီကအချိန်တွေရာသီတွေရွေးနေနေရစကောင်စီစကြောင်းပေါ်မူတည်၍အေးအပူမွေးရချူတည်မြင်မရမျက်နှာသည်စောသည်စသည်ဗိုက်ပြည်သည်မြင်မရသွာလာရ၏တိုက်ခိုက်ရ၏ချောင်းမြောင်းချောက်လန့်ရ၏ပြစ်ခတ်မောင်းထုတ်ရ၏60မမများ80မမများကိုခြံပိုးရ၏တစ်ခါတခါသမင်းမစားရတစ်ခါတခါရေမပေါက်ရ တော်လိုင်းရင်ရဲ့အိုးအစကာလများတွင်လုံတို့တွင်အမေများဂန်များရိုင်ဖယ်များကိုမကင်နိုင်ခဲ့ဒီအတွက် လက်ပြင်မိုင်းများနင်းမိုင်းများနဲ့ထောင်မိုင်းများပြီးတော့60မမများပြီးတော့ဒရောင်ဒိုးလေးများခေါချိုးလေးများကိုတော့ကိုးစား၍တော်လန်ရင်ကိုလှုပ်ခဲကြရ၏မကျွမ်းကျင်မှုများနီးပညာအာနေမှုများကြောင့်မိုင်းအေရာများလည်းမရေတွက်နိုင်တော့ ချုံမရေတွက်နိုင်တော့အရာများကြမှာမြိုင်နေဂျုံကုံတင်မတိုက်ပွဲတွင်လုံဤမောင်လေးသည်မိုင်းအရာဖြစ်လျက်အပိုင်ပိုင်ပြက်ခဲ၏ဝုံးဆိုသောပောက်ခွဲတံကြီးဖြင့်ခနာကိုအတွင်မှကလီစာများသည်မြေတွင်တဝက်ဟတ်တံစေယုံထိပင်မောင်လေးမရောက်လိုက်သွေးတို့သည် မိုးရင်များဖြင့်ယောနော်လျက်တဘောပွက်စီလျက်အခုတော့ဒီကုံကလေးသည် လုံလုံအလုံးဤနှလုံးပူဆွေးရသည် စစ်ပွဲတို့သည်စစ်ပွဲမဟုတ်၍ပျော်စရာများဖြင့်အဆုံးမသက်ရသည်ဆိုသည့်အရှိအမှန်ကို လက်ခံပါတော့လဲတကယ်ကြုံလာတော့မခံစားနိုင်အောင်ခံစားကြရည်ယခုတော့လုံတွေအမေလည်းမရှိတော့မောင်လေးငငယ်အောင်ကိုအရွယ်လေးလည်းမရှိတော့အပိုင်းနဲ့မိုးရွာကြီးတဲ့တွင် လုံသည်လမ်းလျှောက်နေသည် နေဘူးကြီးတဲ့၌လည်း ်လုံတီလမ်းလျှောက်မြဲသည်နင်းတွေကျဲပတ်တော့ဒီစမညံများမှလည်းလုံတီရက်သက်မနေပဲရှောက်နေစေအမောကဝစ်စရာဟု လုံတွင်ဘာမှမရှိမိုးရွာသောအခါကာလတွင် လုံကိုတွင်မိုးရီတွေရွှဲရွှဲဆို၍တောင်ခိုင်တော့ဆောင်းတိုင်တော့လုံတွင် ပလာဟင်းလင်းဖြစ်နေတော့၏အော်တော်တော်နှွေလာများသို့ရောက်လာတော့လုံသည်ရွက်ကြွေများနှင့်ရော၍လွင့်နေရပြန်၏ရွှေဟောင်းများကျွလင်းသည်ကို ကြည်လျက်က လုံသည်ဝန်းနေပလက်ငိုရင်ငိုချ၏ထို့သောငိုနေလျက်ကတိကနေအငိုရက်ခါအရက်ကုန်မှအာမနာရန်ဆဲခြင်းဆဲပြန်၏မင်းမမျိုးလေးလုံတယောက်စိတ်နောက်ပါပကောရဲ့ဟု အရက်အရွာက မချစ်တင်ကဲဆိုကြ၏လုံရင်ဟုဆွဲယူပွေပိုင်လျက်ရင်တုမနာငိုရို့သူကငိုကြ၏သူတို့ဘာကြောင့်ငိုတယ်လဲလုံနာမလဲပါသူတို့ငိုနေရကြည့်ပြီးလုံရဲ့ကြည့်စိတ်ရှုပ်စွာဖြင့် အောင်ငေါ့ချင်ငေါ့ပြင်းမိ၏ဟုတ်ပါ၏အသက်ကလေး20ကျော်ဖြင့်လုံမီတယောက်စိတ်နှောက်သွားပါ၏စိတ်နှောက်လောက်စရာအဖျားဖျားသည် လုံမီဘဝထဲတွင်မုံတိုင်းဆင်ခဲ့သည်ဤကဘာမြေကြီးနှင့်တီတာရေမြေတို့ဆုံးရရက်ကိုလိုက်လံရှာဖွေဟန်ဖြင့်နေဘူးမိုးရွာလာတာတာချေမိုက်မိုက်လုံမီတယောက်ထဲပြေလွားနေမည်တိန်ဆိုသောလက်နက်ကြီးတံများအုံးဆိုသောမြေမြုပ်မိုင်းတံများကို လုံမေသည်ကြောက်စရာများဟုမထင်မှတ်တော့လုံမေစိတ်တုပ်သည်လက်ဟာကအယားယာနှင့်ကင်းကွာနေသည်ယခင်ကတော့လုံမေသည်တီးတို့မဟုတ်ခင်တော်တော်ဝါတော်တလေးရလုံမေသည်ညှစ်ချိုးသည်ထင်ခွေသည်စဘာအငားဆိုင်ပယ်ငားဆိုင်ထညက်အချက်ငားလိုက်၍အမေနှင့်မောင်လေးကို ရှာဖွေကြွေးခဲ့သည်လိမ်မာသောလုံကလေးအမေသည်60ရွယ်အဖွားကြီးမို့လုံမေတို့မောင်နှမအတွက် အိမ်တွင်ထမင်းချက်၏ မောင်ကလေးအောင်ကုန်မင်းသည် မျက်စိတစ်ဖက်မကောင်းတော့လဲကျောင်းပညာမှာတော့တော်လိုက်ဤပညာအရာအားထားရမို့လုံမေသည် မောင်ကလေးကိုရအောင်ကြောင်းထားသည်လုံမေပင်မသည်။ဒီမောင်ကလေးအတွက်သာသည်လုံမေတို့အစီအစဉ်များနဲ့လုံမေတို့ဘဝလေးအေးအေးဆေးဆေးဖြစ်နေစမှာပင်ဘုံဆိုကံကြမ္မာတကွေ့သည်လုံမေတို့ထံသို့အစီအစဉ်မကျဝင်လာပါတော့သည်မောင်ကလေးသည်ဓာတုပေရာအထူးပြုဖြင့်တက္ကသိုလ်ပထမနှင့်အောင်ပြီးဒုတိယနှင့်အတက်တွင် ာနာသိမ့်မှုကြောင့်လည်းမောင်ကလေးဤပညာတပိုင်းရက်ခဲ့ဤဆန္နာရီပြနောက်တော့လက်နဲ့ဆွဲကင်တော်လန်ကြဖြင့်လုံမဲဤမောင်ကလေးသည် local pdf တပ်ဖွဲ့တစ်ခုထံတွင်ရောက်ရှိသွားပါသည်မောင်ကလေးဤဓာတုဗေဒပညာများကရန်အဆက်တွင်မှအားထားရသည်ဟုကြတော့လုံဝမ်းသာခဲ့ဤမောင်လေးတို့စကန်ရိတ်သာကုန်းပါရာတွင် လုံကလည်းထမင်းချက်သောရဲပေါ်မှအဖြစ်ပါဝင်အားဖြစ်ဤအမေသည်အမေဖြစ်၍ စိတ်ပူပင်ခြင်းများစွာဖြင့်နေရတို့ကိုဖျက်ချော်နေရ၏လုံသည် စခန်းနှင့်အိမ်ကိုကူတန်းနေရသည်အိမ်တွင်အမေတယောက်ထဲမှစခန်းတွင်နေနေညညမနေနိုင် ထမင်းများဟင်းများချက်ပြီးလင်လုံအိမ်သို့ပြန်သည်တရက်နနက်နေထွက်လူလူအချိန်တစ်ခုတွင်လုံမေသည်အိမ်အတွက် ရေခက်ထွက်လာခဲ့၏လုံမေရေခက်အသွားမှာပင်ရွာကလေးသို့ဆက်ကြောင်းသည်တစ်ချိန်ရောက်လာပြန်သည်ကြေးကြလွားကြယူငင်ကြဖြင့် ်လုံမင်းတို့တရွာလုံးတယုံယုံလုံမင်းလေးကြောက်ကြောက်လန့်လန့်ပြေးမိပြေးရပြေးရင်အမေပါမလာတာကိုတတိယတော့သည် အမေကိုပြန်ခေါ်မိပြူတော့မှတ်မိတော့မောင်လေးတို့တက်ဖွဲ့တွေနဲ့စစ်ခွေးတို့သည် ရွာလုံးနှမိုင်ကျော်တွင်တိုက်ပွဲပြင်းထန်ကြသည်ရွာထဲတွင်အမေကြံရင့်နေပြီးကြီးစံတွေเจ้าမှ လုံမင်းပြေးသွား၏အားလုံးကတားကြသည်စတားရီနဲ့တွေ့လေလုံမေဘဝပြက်လိမ့်ပြီးဆိုကြသည် လုံမေဘလို့လောက်ရပါ အင်္ဂလိပ်တဲ့တွင် အမေဘလို့နေရပါ ဘာဖြစ်ဖြစ်အမေပါမဖြစ်လိမ့်မည်ဆို၍လုံမေပြန်လဲအပြည့်တွင်ရွာသည်မိဟုံဟုံတောင်းနေပြီလုံမေရင်တွင်တဆတ်ဆတ်တုံးလုံမေပါတွင်မျက်ရည်ဆက်တွင်တလက်လက်ခုံအမေအမေဟုဟစ်အော်၍လုံမေငိုရပါ၏မိတော်ကြီးတွေကိုကြည့်၍အားလုံးငိုကြ၏ပစ္စည်းကိုနှမြော၍အိမ်ကိုနှမြော၍ငိုကြ၏ထိုအိမ်ကလေးများသည်အိမ်သက်သက်မဟုတ်မိသားစု၏အရေးအမြုံး မိသားစု၏အမတ်တရားများဖြင့်ပြည်နေကြသောအင်္ဂလိပ်များလေရင်ပစ်ကူတွေဖြင့်ပေါင်900ဘုံများအကျဲတွင် လုံမေတို့ပြေးမီပြေးရာပြေးကြရသည်ဘုံနံ့အောက်တွင် အမေ၏ရုပ်သည်ဘာဆိုဘာမှမကြအောင်ပင်ပြည့်ဝင်ခဲ့တော်သည်လုံမေတို့ရွာကိုမိရှုခဲ့သောစစ်ကြောင်းကိုလိုက်လံချိန်မုံနေရ၍အမေကိုတကြိုသောနေ့ကမောင်လေးရောက်မလာနိုင်ခင် အမေကိုတကြိုပြီးသုံးရက်နေမှမောင်လေးရောက်လာခဲ့၏လုံမေ၏မျက်ရည်တို့ အတားအဆီးမဲ့ကြာရပြန်ရင် မောင်ကလေးကနှစ်သိမ့်လေးလုံမှာမဖြေနိုင်လေယခုတော့လုံတော့တွေအိမ်မရှိတော့အမေမရှိတော့ပြီးတော့တခုသေးသောနှောင်ကျိုးဖြစ်တဲ့မောင်ကလေးသည် အနီးအောင်အုပ်ကိုအတွင်တွင်လဲလျောင်းနေတော့၏ကြောက်ချင်းတိတ်နေချင်းခိုခိုရမဲ့ချင်းနဲ့မလုံးကြုံချင်းပေါက်ဆိုင်၍လုံတယောက်စိတ်တို့နှောင့်နေ၏စိတ်တွင်ထင်သောအရေးတို့သည်တိမ်တွေကဲ့သို့အလင်းစည်းစင်းနေ၍ဘာဝမှဖန်ဆုံလို့မရဘူး လုံးစိတ်ကလေးတို့တည်ငြိမ်ပါစေတော့ဟူ၍ရွာထိတ်စရဲ့ကုန်းခုလက်ကလေးကဇေဒီလေးတွင်လုံမေအထိုင်မှာပင်ပြုံးစို့လေးရင်တစင်းစိုက်ဆင်းလာ၍လုံမေအသေးတို့ဂျုံပြဲ၏ဇက်ပိုက်တာဘောကနေဘုံသိမ်းများပြစ်ချပောက်ကွဲသင်သည်ကြောက်မက်ပွဲအတည်သည်လုံမေပြေး၏မရမနာပြေး၏လေးရင်ပြစ်တန်အော်ဟစ်တန်မိုးယိုတန်များဖြင့်လွရာတီလုံမေပြေး၏လုံမေနောက်တွင်အတန်တို့သည် စူညံစွာလိုက်ပါနေသည် လုံမေမယံဒရဆက်ပြေး၏ပြေးပြေး၏လုံမေပြေးနေရပါ၏လုံမေစံရွယ်တို့ဖယူဖယဲပြိုခွဲ၏လုံမေဤလုံကြီးတို့ရှစ်စိတ်ရှစ်မွားအခါခါကွဲ၏လုံမေခြေတွင်စူးညောင်းတို့တုံးဝင်ပြစ်သိမ့်နေ၏သို့သော လုံမေပြေးနေရပါ၏ဘယ်ရက်တွင် လုံမေကွန်ထောက်လွမြောက်ပါတော့မည်လဲ ရခုဖက်ပြခဲ့သောလုံနှင့်သူ၏မောင်လေးအကြောင်းသည်တရက်ရှလာ2023ခုနှစ်တွင် MUGDF အညာမြေတပ်ပေါင်းစုတွင်တာဝန်ထမ်းဆောင်ရင်းကြောက်ဆုံးသွားသောရဲဘော်အောင်ကိုမင်းနှင့်လုံတို့အကြောင်းသာဖြစ်ပါသည်ထို့သောဤကဲ့သို့အလားတူအဖြစ်ပြက်မျိုးသည် နေရာအနှံ့ဒေသအနှံ့တွင် တွေ့နေရပါသည်လုံနှင့်မောင်လေးများအေဂျင်ပါစေတည်းဘဘိုတန်းစင် အခုနောက်ဆက်ကြရတာကတော့ CJ platform ရဲ့စနေညရဲ့စာသေးတဲ့အစည်းအဝေးလေးပဲဖြစ်ပါတယ်။ဒီအစည်းအဝေးကိုအပတ်စဉ်စနေနေ့ည9:00နာရီမှာ CJ platform ရဲ့ Facebook, YouTube နဲ့ Telegram တို့မှာတင်ဆက်ပေးနေတာမို့စောင့်မျှော်နားဆင်နိုင်ပါတယ်ရှင်။နောက်ဆက်ပေးကြတဲ့မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့စိတ်ပင်သဘောဝဘီတို့ကနေအမြင့်ဆုံးလှကင်းပါစေလို့ကျွန်မနေနေကဆုတောင်းပေးလိုက်ပါတယ်။